ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Israel ရဲ့ Iran ပေါ်တိုက်ခိုက်မှုတွေမှာ American မပါဘူးလို့ Rubio ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် American နိုင်ငံသားရေးဝန်ကြီး Marco Rubio က Israel ရဲ့ Iran ပေါ်တိုက်ခိုက်မှုတွေမှာ Washington ကမပါဝင်ခဲ့ဘူးလို့ပြောကြားခဲ့ပါတယ်ကျွန်တော်တို့က Iran ကိုတိုက်ခိုက်မှုတွေမှာမပါဝင်ပါဘူးကျွန်တော်တို့ရဲ့အဓိကဦးစားပေးကတော့အဲ့ဒီဒေသမှာရှိတဲ့ American တပ်ဖွဲ့ဝင်တွေကိုကာကွယ်ဖို့ပဲဖြစ်ပါတယ် ရှင်းရှင်းလင်းလင်းပြောရလို့ရှိရင်အီရန်အနေနဲ့အမေရိကန်ရဲ့အကျိုးစီးပွားတွေဒါမှမဟုတ်ဝန်ထမ်းတွေကိုပြစ်မှတ်ထားခြင်းမပြုသင့်ပါဘူးလို့ရူဘီယိုကထုတ်ပြန်ချက်တစ်ခုမှပြောကြားခဲ့တာဖြစ်ပါတယ်။အစ္စရေးကအီရန်ကိုတိုက်ခိုက်မှုတွေမလုပ်သင့်ဘူးလို့လည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလူသိရှင်ကြားပြောကြားခဲ့ပြီးနိုင်ပိုင်းအကြာမှာပဲဒီတိုက်ခိုက်မှုတွေဖြစ်ခဲ့တာပါ။ထရန့်ကတော့အစ္စရေးရဲ့ဒီလုပ်ရဟာငင်းချမ်းစွာညှိနှိုင်းဖြည့်ရှင်မဲ့အခွင့်အရေးတွေကိုဖျက်ဆီးပစ်လိမ့်မယ်လို့ပြောခဲ့ပူပါတယ်။အဲ့ဒီဖြည့်ရှင်နည်းကနှိစက်နေပြီလို့လည်းသူကပြောခဲ့တာပါ။ တီဟီယန်နဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးတော့အမေရိကန်နဲ့အီရန်တို့အကြားဆွေးနွေးပွဲ6ကြိမ်မြောက်ကိုတော့တနင်္ဂနွေနေ့အိုမန်မှာပြုလုပ်ဖို့အစီအစဉ်ထားခဲ့ပါတယ်။အစ္စရေးကဒီလောက်ရဲ့ဟာသူကိုယ်တိုင်ကာကွယ်ဖို့လိုအပ်တယ်လို့ယုံကြည်ကြောင်းကျွန်တော်တို့ကိုအကြံပြုခဲ့ပါတယ်လို့ရူဘီယိုကပြောကြားခဲ့ပါတယ်။အမေရိကန်နဲ့ရင်းနှီးတဲ့မဟာမိတ်ဖြစ်တဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေအပေါ်ထောက်ခံတာဒါမှမဟုတ်ဝေဖန်တာမျိုးတော့သူကမလုပ်ခဲ့ပါဘူး။သမရာထရန့်ရဲ့အစိုးရအဖွဲ့က ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေကိုကာကွယ်ဖို့လိုအပ်တဲ့အစင်တိုင်းကိုလှုပ်ဆောင်ထားပြီးဒေသအတွင်းမိဖက်တွေနဲ့လည်းနီနီကကဆက်သွယ်လျက်ရှိပါတယ်လို့ရူဘီယိုကပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာစတာချန်နယ်ရဲ့ YouTube channel ကို like and subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ။